โอเคအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုမှာတပုံရိုက်ပြီးတော့ Photoshop နဲ့ Skin Reader ပြုလုပ်ရမှာမဖြစ်မနေအသုံးပြုရမယ့် tool တွေကိုပြောပြပေးမှာပါ Skin Reader ပြုလုပ်ရမှာနည်းလမ်းမျိုးစုံရှိပါတယ်ဒီနည်းလမ်းမျိုးစုံတွေကမှာကျွန်တော်အပါအဝင် Photographer တွေအများဆုံးအသုံးပြုနေကြတဲ့ tool တွေ Skin Reader လုပ်ရမှာပုံတပုံကိုခေါင်းုံတင်တာမကပဲနဲ့အမြန်ဆုံးနဲ့အလွယ်ကူဆုံးဖြစ်မဲ့ကျွန်တော်ကိုယ်တိုင်အသုံးပြုနေတဲ့ tool တွေကိုပြောပြပေးမှာပါโอเคဒါဆိုလို့ရှိရင်ဘယ်လို tool တွေလဲဆိုတာကိုကျွန်တော်လည်းအတူ Photoshop ထဲမှာရှင်းပြမယ်โอเคဒါဆိုလို့ရှိရင် ကျွန်တော်တို့ Photoshop ထဲကိုဝင်လိုက်ပါမယ်။ Okay ။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ Photoshop ထဲကိုရောက်လာပြီပေါ့နော်။ဒါဆိုရင်ကျွန်တော်တို့ပထမအဆုံး file နဲ့ဝင်မယ်ပြီးလို့ရှိရင်ဒီမှာ open နဲ့ထပ်ဝင်မယ်ပေါ့နော်။အဲပြီးတော့မှကျွန်တော်တို့ကိုကြိုက်တဲ့ပုံပေါ့နော်။အဲပုံပုံယူလိုက်မယ်။ကျွန်တော်တို့ဒီပုံလေးပဲယူလိုက်ပါမယ်။ okay ဒီပုံလေးရောက်လာပြီပေါ့နော်ဒီပုံလေးရောက်လာပြီဆိုလို့ရှိရင် for healing bed to เนี่ยကိုမလို့ချင်တဲ့နေရာတွေကိုကျွန်တော်တို့အရင်ဆုံးဖြတ်မယ်ပေါ့နော် okay ကျွန်တော်ဒီ စပေါ်ဟီလင်းဘတ်တူယူပြရတယ်ကျွန်တော်တို့ပထမအုပ်ဆုံးပေါ့နော်လေယာပွားလိုက်ပါမယ်ကွန်ထိုးဂျီကိုခေါ်လိုက်ပါမယ်โอเคပြီးလို့ရှိရင်ကျွန်တော်တို့ပုံနည်းနည်းလေးဆွဲချေတိုင်းမျိုးပေါ့နော်ဒါကတော့ကျွန်တော်ဒီမှာစပေါ်ဟီလင်းဘတ်တူနဲ့ကိုမလို့ခြင်းတဲ့နေရာတွေပေါ့နော်ဒီမှာဆိုလို့ရှိရင်နည်းနည်းအဆက်အပြောက်တီးရှိရပေါ့နော်โอเคအဲ့လိုနေရာလေးတွေကိုကျွန်တော်တို့စပေါ်ဟီလင်းဘတ်တူနဲ့တစ်ချက်ချင်းပေါ့နော်ကျွန်တော်တို့ဖြောက်လိုက်ပါမယ်ဒါက ဒီကောင်ကအသားရည်တွေမဟုတ်ဘောတော့ဥမာဒီနေရာမှာရှိနေဒီနောက်ကအမဲကိုကျွန်တော်တို့မလို့ရှင်ဘူးဆိုလို့ရှင်ဒီကောင်ထပ်ဖြောက်လို့ရသေးရဲ့ဘောတော့โอเคဒီကောင်ဒီအဝိုင်းအကြီးအသေးရောက်တော့ကျွန်တော်တို့ကီးဘုံမှာရှိတဲ့ဂွင်းစားဂွင်းဂွင်းပိတ်ပါဂွင်းစားဂွင်းပိတ်ပါโอเคဒါဆိုလို့ရှင်ဒီကောင်ပြောင်းသွားပြီဘောတော့ဒါအပြင်ကျွန်တော်ဒီနောက်က ်ဒီ spot light မီးပေါ့နော်အဲ့ခေါင်ကျွန်တော်တို့မလို့ချင်ဘူးဆိုလို့ရှိရင်ဒီက spot healing bread တို့လေးနဲ့ပဲကျွန်တော်တို့အသားရဖြောင်းလို့ရရပေါ့နော်โอเคဒီလိုလေးနည်းနည်းလေးကြံနေရဆိုရင်ကျွန်တော်ကွင်းစားကင်ပွိုင်းနဲ့နဲ့အချီအသေးလေးချဲပြီးတော့ကျွန်တော်လောလံမယ်ပေါ့နော်โอเคဒါလောက်ဆိုလို့ရှိရင်ရရပေါ့နော်โอเคဒါပြီးပြီဆိုရင်ကျွန်တော်လူပေါ်မှာရှိတဲ့ဘာတွေရှိအောင်မလဲဆိုတော့ကျွန်တော် ဒီနောက်ကအောက်ကအချောင်းပေါ့နော်ကျမ်းပြင်ရအချောင်းအဲ့ဒီအရာလေးကိုမလို့ချင်းလို့ကျွန်တော်ဒီကောင်းလေးကိုဖျက်လိုက်မယ်โอเคပြတ်သွားပြီပေါ့နော်โอเคနောက်ထပ်နောက်ထပ်ကျွန်တော်2တခုဟာရောက်တော့ clone stand 2ပါဒီ clone stand 2ကဒီမှာပါโอเคဒီကောင်းကကျွန်တော်ဘာလောက်တာလဲဆိုတော့ဒီကျွန်တော်တို့ skin reader အသုံးပြုရမှာကျွန်တော်တို့ဒီမှာဆိုရင် makeup တွေမညီဘူးပေါ့နော်ဒီ makeup တွေမညီတာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ order key လေးကိုနှိပ်ထားပြီးတော့မှဟိုဘောနော်ခွင်းစားဟာခွင်းပင်ပါလေဘောနော်ကိုလိုချင်တဲ့အဝိုင်းအကြီးအသေးပမာဏဘောနော်အဲဒီကောင်လေးကိုယူပြီးတော့မှကျွန်တော် key book က order လေးကိုနှိပ်ပြီးတော့မှကျွန်တော်တို့အမောင်လေးကိုဖြည်းဖြည်းပြီးတော့သွားမယ်ဘောနော်ကိုလိုချင်တဲ့လောက်လေးဘောနော် Okay ကျွန်တော်ဒီလိုမျိုးလေးဘောနော် Okay ီတိုင်းလေးပဲပေါ့နော်ဒါပေမဲ့ဟိုလက်ကပေါ့နော် keyboard က order လေးကိုလည်းနှိပ်ပေါ့နော် okay order လေးကိုလည်းနှိပ်ပြီးတော့မှအာမောင်လေးကိုကိုလိုချင်တဲ့အားလေးလုပ်မယ်ပေါ့နော် okay okay ကျွန်တော်ဒီလောက်လေးပေါ့နော်ဒီမျက်နှာမှာမျက်နှာမှာရှိတဲ့ make up တချို့နေရာလေးတွေဆိုရင် make up မညီဘူးပေါ့နော် အဲကြောင့်ကျွန်တော်တို့နည်းနည်းမိတ်ကလေးညီအောင်လို့ကျွန်တော်တို့ပြန်ပြီးတော့ဘောနော်လုပ်ပြရတာ Okay ကျွန်တော်ဒီနေရာလေးကိုနည်းနည်းလေးမြန်အောင်လေးလုပ်လိုက်မှာပေါ့နော် Oh sorry Okay ဒီမှာပေါ့နော် before after Okay ဒီလိုပေါ့နော် Okay အဲ့ဒါပြီးရင်ကျွန်တော်တို့ထုံနေတူပဲပေါ့နော်ဒီလက်ကလက်မှရှိတဲ့ ဘောနော်မညီတဲ့အရေးအမေးတွေအားထောက်လည်းဒီနီလန်းနဲ့ပဲအသုံးပြုပြီးတော့လုပ်ပါတယ်။ Okay ဒါကတော့ကျွန်တော်ဘလို့မပြတော့ဘောနော်။ဒါဆိုရင်ကျွန်တော်နောက်ထပ်ဥစားကရတော့ keyboard မှာရှိတဲ့ control chip အိပ်ပါဒါရတော့ liquid file လို့တည်းလို့ခေါ်ပါတယ်။ Okay ဒါကတော့ဘယ်နေရာမှာအသုံးဝင်လဲဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီ colony မှာကြည့်လို့မကောင်းဘူးဘောနော်။အဲ့ဒါလေးကိုနည်းနည်းလေးချုံတဲ့နေရာတွေမှာလုပ်မယ်ဘောနော်။ ြီးကောင်းအောင်လို့เนาะကြီးကောင်းအောင်လို့လုပ်ပြီးမယ်ပေါ့เนาะโอเคဒါမှမဟုတ်ရင်ကျွန်တော်ဒီမှာခါးလေးသေးချင်တာပဲဖြစ်ဖြစ်ပေါ့เนาะโอเคဝါတဲ့သူကိုပိန်အောင်လုပ်တဲ့နေ့ဒီချိန်မှာဒီ liquid file လေးကိုအသုံးပြုရဲပေါ့เนาะโอเคโอเคပြောကျွန်တော်ဒီမှာစပင်းနေပေါ့เนาะစပင်းနေမှာဆိုလို့ရှိရင်ကျွန်တော်မလာဘူးပေါ့เนาะတိတ်ပြီးတော့ เนาะအဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်ဒီ liquid file တွေတုံးပြီးတော့မှโอเคကြည့်ကောင်းလို့ပေါ့เนาะလုံးလို့ရသေးပါတယ်ဟိုများသွားပြီပေါ့เนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ keyboard မှာရှိတဲ့ control z ခေါ်ပြီးတော့နောက်ပြန်သွားလို့ရပါတယ်โอเคဒီလိုလေးပေါ့เนาะပြီးရင်ကျွန်တော်တို့ဒီမှာမျက်နှာလေးပေါ့เนาะနည်းနည်းလေးပိန်ခြင်းနေပေါ့เนาะအဲ့ကြောင့်အဲမျက်နှာလေးနည်းနည်းလေးပိန်လိုက်မယ် okay okay အဲ့ဒါပြင်ကျွန်တော်တို့ okay ကိုနှိမ့်လိုက်ပါမယ် okay နောက်တစ်ခုကရောက်တော့ကျွန်တော်တို့ rectangle 2ပါဒီ rectangle 2ကဘယ်လိုမျိုးအသုံးပြုတာလဲဆိုတော့ဥပမာဒီ model ရအရက်ရှည်ရှင်တာတို့အဲ့ပြီးဘယ်လိုအရက်ရှည်ရှင်တဲ့အချိန်ဒီမှာကျွန်တော်ဒီ rectangle လေးကိုအသုံးပြုပြီးတော့မှာ model ကိုအရက်ရှည်ပြီးလို့ရရပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီခေါင်းလေးကိုဆွဲလိုက်ပြီးရင် keyboard မှာရှိတဲ့ control t ကိုနှိမ့်လိုက် โอเคအဲ့ပြီးရင်ကျွန်တော်တို့ control ကိုဖိထားပြီးတော့မှဒီမှာပေါ့နော်ဒီ asset လေးမှာကျွန်တော်အခုနည်းနည်းလေးဆွဲချလိုက်โอเคဒါဆိုရင် model ရမတိမတာအရက်လေးရှင်းသွားပြီပေါ့နော်ကျွန်တော် before after ပြပါမယ်ဟမ်โอเคဒါဆိုရင် model အရက်နည်းနည်းလေးရှင်းလိုက်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကန်တာကိုခောက်ပြီးလို့ရှိရင်ကျွန်တော်တို့ control e ခေါ် ဘတို့ဤခေါ်ပြီးဆိုတော့ねကျွန်တော်တို့လေယာတစ်ခုပေါ့เนาะโอเคလေယာတစ်ခုထပ်ပြီးပွားလိုက်မယ်ဟောနှစ်ခုဖြစ်သွားတယ်အဲဆိုရင်ကျွန်တော်တို့ကွန်ထိုးဆက်နဲ့ပြန်ခေါ်မယ်โอเคပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ color ကိုအလင်းမောင်းချိန်မယ်ပေါ့เนาะโอเคကျွန်တော် control m ကိုခေါ်လိုက်မယ်โอเคကျွန်တော်ဒီမှာနည်းနည်းနည်းလေးအလင်းမောင်းလေးနည်းနည်းပြန်ပြီးညှိလိုက်မယ်ပေါ့เนาะ โอเคညနေကျောင်းအလင်းလေးနည်းနည်းလေးထပ်ပြီးတော့ဖြည့်လိုက်မယ်ပြီးရင်ကျွန်တော်တို့โอเคကိုသွားလိုက်မယ်โอเคအဲ့တော့အဲဆိုလို့ရှိရင် before after ပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော် model နည်းနည်းလေးဖြူလာရပေါ့နော်โอเคအပြင်ကျွန်တော်တို့ကိုတို့ e call နေပြီးတော့မှကိုတို့ကြီးတစ်ခါပြန်ပြောခေါ်မယ်ခေါ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ဒီပုံတစ်ပုံမှာ ဘာလုပ်လို့ရသေးတယ်ဗောနော်ဒီနောက်ခံနေရနည်းနည်းဒါကြီးအစိမ့်ဘက်ကိုရောက်နေတာဗောနော်အဲဒါကြောင့်ကျွန်တော်တို့ဒီမှာ fitter တွေနေပြီးတော့မှဒီမှာဟောဗောနော် camera raw fitter လို့ခေါ်တော်လို့ရပါတယ်ဒါမှမဟုတ်လို့ရှိရင် control chip အေကိုနေပြီးတော့မှကျွန်တော်တို့ဝင်လို့ရပါတယ်โอเคကျွန်တော်ဒီမှာဒီဥစားစိမ်းလေးကျွန်တော်နည်းနည်းလေးထပ်ပြီးရှင်းလိုက်မယ်ခေါ့နော် ရှင်ကျွန်တော်အဲ့ဒါပြီးလို့ရှင်ကျွန်တော်ဒီ email တွေကိုသွားပြီးတော့မှကျွန်တော် apply email ကိုသွားပြီးလုပ်ပါမယ်ပြီးရင်ကျွန်တော်ဒီမှာ mask ကိုခေါ်ပါမယ်အဲပြီးလို့ရှင်ကျွန်တော်တို့ okay ကိုနှိမ့်လိုက်ပါမယ် okay ပြီးရင်ကျွန်တော်တို့ဒီမှာအောက်မှာပေါ့နော် layer mail လေးရှိပါတယ်အဲ့ layer mail လေးကိုခေါ်ပြီးတော့ကျွန်တော်တို့ grab ပို့ပါမယ် okay ဒီနေရာမှာကျွန်တော်တို့ bread ပို့มาဖြစ်တဲ့အတွက်ဒီမှာမနော် bread to သူ့ရဲ့ shortcut key ကပြီးပါโอเคကျွန်တော်ဒါဆိုရင်ကျွန်တော် command လေးကိုကြည့်တော့ကောင်းတော့ကျွန်တော်နည်းနည်း brand လေးတိုင်းနိုင်မယ်ပေါ့နော်โอเคဒီလိုမျိုး brand တိုက်တဲ့နေရာမှာနည်းနည်းလေးဒီ GUI site ပြီးပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီနောက်က background တွေတွားပြီးသေးဆိုရင်မလာတော့ဘူးနော်အဲကြောင့်ဒီ knock and background တွေကိုမထည့်ပါနဲ့အဲအဲ့လိုကြောင့်ကျွန်တော်တို့ဒီမှာ เนาะ bread ไตได้ญามาเนเนเล็ก view site ไปบ่เนาะโอเคဥပမာကိုယ်တကယ်လို့မတော်လို့ကျွန်တော်တို့အာဒီနောက်ခံ background လေးတွေကိုထိသွားတယ်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်လို့ရသေးလဲဆိုတော့ကျွန်တော်ချစ်ချစ်အဲ့ကိုနှိမ့်လိုက်ပါโอเคအဲ့ဆိုလို့ရှိရင်ဒီမှာဒီ layer မှတ်မှာအဖြူပြီးတော့ဒီကျွန်တော်ဒီ background လေးမှာအဖြူအဲ့လိုမျိုးဖြစ်သွားတဲ့အချိန်မှာကျွန်တော်တို့ โอเคဒီเอาပြန်ပြောဖြည့်လို့ရရယ်ပေါ့เนาะโอเคအပြင်ကျွန်တော်တို့ CH ကိုခေါ်လိုက်မယ်ဒီလေယာမတ်လေးမှာ IP ဒီကတောင်းလေးမှာအမဲပေါ့เนาะဒီတောင်းကွက်လေးမှာအမဲဖြစ်သွားတဲ့အတွက်ကျွန်တော်ဒီခေါင်းကိုโอเคပြန်ပြောဖြောင်းစေချင်တာဖြစ်တော့အတွက်ပြန်ဖြောင်းလိုက်မယ်ပေါ့เนาะ ိတ်โอเคပြည့်ချောင်းဒီမှာ opacity ကို90လောက်ထားပြီးတော့မှာโอเคဒီအင်ကြီးကိုကျွန်တော်တို့နည်းနည်းလေး bread ပြန်ပြီးတော့တိုင်ပြပါဘောနော် ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကောင်းမွန်တဲ့ skill တွေပုံတပုံလေးပြန်ပြီးရရပါတော့။ Okay ဒါမြန်လဲမြန်တယ်လွယ်လဲလွယ်တယ်ပေါ့နော်။ဒီနီလန်းလေးနဲ့အသုံးပြုပြီးတော့ပုံလေးပြင်ပေးနေတဲ့သူတွေလည်းရှိပါတယ်။ Okay ဒီနီလန်းလေးရမိတ်ဆွေတို့အတွက်အချိုးတစုံတရာဖြစ်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးပို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။ Okay ဒါဆိုရင်ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာတက်ဆုံပါမယ်။